င်္ဂလာပါခင်ဗျာ2025ခုနှစ်စက်တင်ဘာလ30ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့အုံကျော်ရှစ်ထက်ရေတကွန်တောင်ကနေနိုင်ငံသားတွေအပါလူ9ဦးပြုတ်ကျလို့2ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်အုံကျော်ကျေးရွာနီးကရှစ်ထက်ရေတကွန်တောင်ပေါ်ကနေနိုင်ငံသားတွေအပါအဝင်လူ9ဦးပြုတ်ကျပြီး2ဦးသေဆုံးက2ဦးပျောက်ဆုံးနေတယ်လို့ကူညီခဲ့တဲ့လှုပ်ဆောင်ပေးနေသူတွေထံကသိရပါတယ် စက်တင်ဘာ29ရက်မနေ့ကနေ့လယ်2နာရီခန့်မှာရှစ်ရက်ရေတံခွန်တောင်ပေါ်မှာမန္တလေးမြို့58လမ်းအနီးကိုပိုင်ချောင်းတစ်ခုကလာရောက်သူ14ဦးရေကစားနေစဉ်မိုးရွာပြီးတောင်ကြားရေကျလာလို့ခြေစည်းနဲ့အတူ5ဦးပြုတ်ကျခဲ့တာလို့ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူတူဦးကမြေလက်အတံကိုပြောပါတယ်။တောင်ကြားရေနဲ့ပြုတ်ကျသွားသူတွေထဲကရေတံခွန်3တပ်မှာ6လောက်ကျိုးတန်ရာနဲ့အသက်43နှစ်အရွယ်ရုရှားနိုင်ငံသားကိုအသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဂျီရဂွန်ရှစ်တက်ကနေပြုတ်ကြတာကြောင့်အသက်20ကျော်အရွယ်မြန်မာမျိုးသမီးနှစ်ဦးဟာကြောက်တုံးတွေအကြား ဦးကောင်းကွယ်အယိုးကျတံရရီနဲ့တည်ဆုံးခဲ့ပြီးနောက်ထပ်အမေရိကန်နိုင်ငံသူတဦးနဲ့မြန်မာမျိုးသမီးတဦးတို့ပျောက်ဆုံးနေတဲ့ဖြစ်တယ်လို့ဆိုပါရယ်။ပျောက်ဆုံးနေတဲ့အမျိုးသမီးနှဦးကိုပြန်လည်တွေ့ရှိဖို့မြန်မာနိုင်ငံမိသားဒေသလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ရှာဖွေလုပ်နေကြပေမဲ့စက်တင်ဘာ30ရက်မနက်ပိုင်းထိတော့ပြန်မတွေ့သေးဘူးလို့သိရပါရယ်။ထိခိုက်တည်ဆုံးသူတွေကိုလူမှုကူညီရေးအသင်းတွေကပြည်ဦးလင်ပြည်သူစေုံကိုပို့ဆောင်ထားရတယ်လို့ဆိုပါရယ်။ ချောင်းရည်ရုတ်တရက်တက်လာလို့ညောင်ချောင်းမြို့အနေမိုင်းနေရာတွေရင်းနှီးမြုပ်ပြီးစေယုံလူနာတွေကိုပြောင်းရွှေ့ခဲ့ရပါတယ်။ပဲခူးတိုင်းအုပ်တွင်းမြို့နဲ့ညောင်ချောင်းမြို့အနီးကပြောင်းသေးချောင်းရည်ရုတ်တရက်တက်လာလို့အနေမိုင်းနေရာတွေရင်ဝင်ရောက်နှီးမြုပ်ပြီးညောင်ချောင်းစေယုံကလူနာတွေကိုလည်းအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူတွေထံကသိရပါတယ်။မိုးတဲထန်စွာရွာတာကြောင့်စက်တင်ဘာ30ရက်ဒီကနေ့မနက်9နာရီလောက်မှာပြောင်းသေးချောင်းရည်ကရုတ်တရက်မြင့်တက်လာတာဖြစ်ပြီးစေယုံဝင်အတွင်းနဲ့အနေမိုင်းရက်ွက်တွေမှာ ခြေသုံးမိကနေ၄ဘေကျော်လောက်အထိဝင်ရောက်ခဲ့တာလို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူတူကမြေလအတန်ကိုပြောပါတယ်။ဆေးရုံအတွင်းရေဝင်လာကြောင်းဆေးရုံတက်လူနာတွေကိုလူမှုကူညီရေးအသင်းကားတွေနဲ့ကျွဲပွဲမြို့ဆေးရုံကိုအရေးပေါ်ပြောင်းရွှေ့ပို့ဆောင်လိုက်ရတယ်လို့သိရပါတယ်။ဆေးရုံအနီးမြို့ပေါ်ရပ်ကွက်နှစ်ခုနဲ့အနိုင်ပိုင်းတွေမှာလည်းခြေသုံးမိကျော်လောက်တက်နေပြီးဒေသခံတွေကတော့နေအပေါ်ဒက်တွေကိုတက်ရောက်နေထိုင်နေကြကရွှေ့ပြောင်းရတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ချောင်းရီကျောင်းအုတ်တွင်းမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာလည်းရေတပေကျော်တက်နေပေမဲ့ လက်ရှိအထိလမ်းအသုံးပြုတဲ့ကားတွေကတော့ပုံမှန်ဖြတ်တန်းသွားလာနိုင်သေးတယ်လို့သိရပါဗျ။ဆက်လက်ပြီးကုတ်ကြီးရွာစခန်းကိုအေအေသိမ့်ပိုက်ပြီးရပိုင်းတွင်စစ်တပ်ကအင်အားအလုံးရင်းနဲ့ပြန်တိုက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကဖဲမြို့နယ်ရခိုင်ရိုးမပေါ်အမ်ဘရန်ကားလန်နဘေးရှိကုတ်ကြီးရွာကာကင်စခန်းကိုအရခတ်တော်အေအေနဲ့မဟာမိတ်တပ်ဖွဲ့တွေကသိမ့်ပိုက်ရရှိထားတယ်လို့မြေပြင်စစ်ရေးတဲ့ရင်ရင်းမြစ်တွေထံကသိရပါဗျ။ နယ်ရေကန်ပြူဟာကုန်းစခန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ကုတ်ကြီးစခန်းဟာစစ်ကောင်ပြင်တက်အင်အားတရာခန့်ရှိတဲ့အခိုင်အမာစခန်းဖြစ်ပြီးစက်တင်ဘာ28ရက်မနက်ပိုင်းမှာအပိသက်သိမ်းပိုက်ရရှိခဲ့တာလို့မြေပြင်အခြေအနေကိုသိရှိသူတော်လိုင်းတပ်ဖွဲ့ဝင်တဦးကမြေလက်အတံကိုပြောပါတယ်။အေအေသိမ်းပိုက်လိုက်တဲ့ကုတ်ကြီးစခန်းကိုစက်တင်ဘာ29နဲ့30ရက်ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်ပြင်တက်ကနယ်ရေကန်နဲ့အခြားစခန်းတွေကအင်အား250လောက်စုစည်းပြီးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တယ်လို့အဲဒီတပ်ဖွဲ့ဝင်ကဆိုပါတယ်။ နိုင်ငံပြူအကုန်းနဲ့အနီးကစစ်ကောင်ပြင်တက်စကန်တွေမှာအမှတ်စက်ကွန်စစ်စင်ကိုကဲမှုဌာနချုပ်စကားကားစက်ခွန်နဲ့လက်အောက်တိုင်ရင်တွေတိုက်ခိုက်ရေးဝင်ရောက်နေတာပါကိုကြီးစကန်တိုက်ခိုက်ခံရတဲ့စက်တင်ဘာ28ရက်မနက်ပိုင်းမှာပဲစစ်ကောင်ပြင်တက်ကလေချောင်းကနေဝိုင်းတွဲလီရင်နဲ့လိုင်ရွာနောင်ရွာဂျင်းပြုံရွာနဲ့ပြင်းဝရွာအနီးတစ်ဝိုက်ကိုဘုံလုံး20ကျော်ကျဲချခဲ့တယ်လို့လည်းသိရပါဗျကိုကြီးစကန်ဟာနိုင်ရည်ကန်ပြူအကုန်းနဲ့နှစ်မိုင်ခန့်သာကွာဝေးပြီးနှစ်ဖက်တိုက်ပွဲတွေအတွင်းထိခိုက်ဒေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပဲ ကိုကြီးစကန်းကိုတင်ပတ်ရရှိခဲ့တာနဲ့ပတ်သက်ပြီးအာရခတက်တော် AA ကလည်းဒီကနေ့အထိသတင်းမထုတ်ပြန်သေးပါဘူး။တိုက်ပွဲတွေနဲ့စစ်ကောင်ပြင်တက်ရဲ့လေကြောင်းပိုးချင်းတိုက်ခိုက်မှုတွေကြောင့်နေရီကန်တောင်ပတ်ချမ်းအင်ဂျီ60ကနေ200ကြာရှိတဲ့ဘုံဘော်ဆက်ရန်ပပွေးစတဲ့ရွာတွေအပါအဝင်ကျေးရွာပေါင်း15ရွာခန့်ကဒေသခံ3000နီးပါးစစ်ဘေးရှောင်နေရတယ်လို့လည်းသိရပါဗျ။ နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ CDF အရှိုးအခြေခံစစ်တင်နန်းဆင်ပွဲမှာလက်ဖြောင်းစုအပါဆွမ်းဆောင်ရေးစု၄စုကိုအမျိုးသမီးတင်နန်းသားတွေရရှိခဲ့တဲ့တဲ့ရင်မှာမကွေးတိုင်းငပန်းမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားနေတဲ့ချင်းကာကွယ်ရေးတပ်အရှိုး CDF အရှိုးရဲ့အခြေခံစစ်ပညာတင်နန်းအပတ်စဉ်ခုနှစ်တင်နန်းဆင်ပွဲမှာလက်ဖြောင်းစုအပါအဝင်ဆွမ်းဆောင်ရေးစု၄စုကိုအမျိုးသမီးတင်နန်းသားတပ်ဖွဲ့ဝင်တွေရရှိခဲ့တယ်လို့သိရပါဗျာအဲ့ဒီစစ်တင်နန်းဆင်ပွဲကိုစက်တင်ဘာ28ရက်မနက်၈နာရီကနေ17နာရီခွဲအထိစေရေးပြအခမ်းအနားနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီး တင်နန်းစင်းစုပွဲပွဲမှာစေးပြအကောင်းဆုံးစုလက်ဖြောင်းစုစေမနာစုဇွဲအကောင်းဆုံးစု၄စုကိုအမျိုးသမီးတပ်ဖွဲ့ဝင်၄ဦးအောင်စစ်တီစုနဲ့ကြံ့ခိုင်မှုအကောင်းဆုံးစုတွေကိုတော့အမျိုးသားတင်နန်းသားတဦးတို့ကအသီးသီးရရှိခဲ့တာပါအခြေခံစစ်ပညာသင်တန်းအပတ်စဉ်ခုနှစ်ကိုဇူလိုင်လ9ရက်ကနေစက်တင်ဘာလ28ရက်အထိနှစ်လခွဲကြာတင် जा ပေးခဲ့တာဖြစ်ပြီးတင်နန်းသားတွေထဲမှာအမျိုးသမီးတပ်ဖွဲ့ဝင်17ဦးအထိပါဝင်တယ်လို့ဆလိုင်းယိုရှင်ကပြောပါတယ်။တင်နန်းစဉ်စီးပြအခမ်းအနားပြီးဆုံးပြီးတဲ့နောက်ချင်းယိုရဝဉဏ်အကနဲ့ တပ်ဖွဲ့ဝင်အမျိုးသားအမျိုးသမီးတွေကကပြဖျော်ဖြေခဲ့ကြပြီးအခမ်းအနားကိုရုပ်သိမ်းလိုက်တယ်လို့သိရပါဗျ။မြလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြလက်အတန်ရဲ့နေစဉ်သတင်းအစီအစဉ်ကိုနေစဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြလက်အတန်ရဲ့ website, YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။